ဝင်းကောင်းသိန်းနဲ့ပြန်ပေးဆွဲခံရတာကြောင့်အသက်ဆုံးရှုံးသွားတဲ့ပကုံးမျိုးကခုနှစ်တန်းကျောင်းသားလေယခုရက်ပိုင်းထဲမှာတော့မွေးရည်စေးသမားတွေကဝင်းကောင်းသိန်းနဲ့ပြန်ပေးဆွဲတာကြောင့်အသက်ဆုံးရှုံးသွားခဲ့ရတဲ့ခုနှစ်တန်းကျောင်းသားလေးတူရဲ့ဖြစ်ရကခုရက်ပိုင်းထဲမှာဖြစ်ပျက်သွားခဲ့တာပါဒီလိုပြန်ပေးဆွဲကအသက်ဆုံးရှုံးသွားခဲ့ရတဲ့ကလေးငယ်လေးကတော့ပကုံးမျိုးကအသက်၁၄နှစ်ရွယ်မောင်တက်နိုင်မင်းပဲဖြစ်ပါတယ်မောင်တက်နိုင်မင်းဟာယခုနေ့ကျောင်းဖွင့်ရသည်မှာခုနှစ်တန်းတက်ရမှာလို့သိရတာပါမောင်နိုင်မင်းဟာအဖအုပ်တန်းမြိုင်အမိဒေါ်ယီမွန်နိုနဲ့အတူပဲ ပကုံးမြို့မဟာစေတီလမ်းမှာနေထိုင်နေတာပဲဖြစ်ပါရင်ဒီကနေ့9နာရီ20မိနစ်ညနေပိုင်း9နာရီခွဲလောက်မှာခရရန်ကျောင်းသားလေးမအောင်နိုင်မင်းတရားကလေးပြပြဘောလုံးကံမို့အိမ်ကထွက်သွားတာပါ။ဒါပေမဲ့ပြန်လာချင်းတန်းလို့လည်းမပြန်လာတော့ပါဘူး။ CCTV မှတ်တမ်းရတော့လူတယောက်ကဆိုင်ကနေလာခေါ်သွားတာဖြစ်ပါရင်ဒီလိုနဲ့မိသားစုဝင်များရဲ့လူမှုရေးအဖွဲ့တွေကဒီရက်ပိုင်းမှာမောင်းတက်နိုင်မင်းကိုလူပြောင်းရှာခဲ့ကြတာပါ။ဒါပေမဲ့လည်းရှာမတွေ့ခဲ့ပါဘူး။အခုတော့ချက်ဝင်းတစ်ခုတွင်အသက်မရှိတော့ရင်မောင်းတက်နိုင်မင်းရဲ့အယုတ်အလောင်းကို မေလ23ရက်မှာပြန်တွေ့တယ်လို့ဆိုပါတယ်ခုချိန်မှာတော့မောင်နိုင်မင်းကိုပြန်ပေးဆွင့်လာတဲ့တရားခဏနေဖမ်းမိထားပြီလို့လည်းသိရပါတယ်ဖြစ်စဉ်ချင်းကိုတရားခဏနေမှာဝန်ခံပြောပြချက်တွေရောမောင်တက်နိုင်မင်းဟာမေလ23ရက်ညနေပိုင်းကနေတငယ်ချင်းများနဲ့ဘောလုံးကစားနေတယ်လို့ဆိုပါတယ်ဒီလိုချိန်မှာမဟာစရီ3လက်နေတရားခဏအသက်32နှစ်ရွယ်နိုင်အောင်ဖြိုးဆိုသူကမင်းတို့ဘောလုံးမကောင်းတော့ဘူးဘောလုံးအကောင်တလုံး ဟောင်းစင်ဒီဖျားနာကတီဟိုတော်ရင်မှာငါတို့တွေ့ထားတဲ့လူချင်းလိုက်မှုပြောကမောင်တက်နိုင်မင်းကိုဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားတယ်လို့ဝန်ခံပြောကြတာပါ။နိုင်အောင်ဖြိုးကလည်းမောင်တက်နိုင်မင်းကဘောလုံးယူသွားမျိုးလိမ့်လိမ့်လှဲ့ပြားကရုပ်ရှောင်လန်တိုင်းဆိုင်ကယ်နဲ့မစင်းစင်ဒီခေါ်ဆောင်သွားခင်ကခဏနေပြန်လာမယ်စောင့်နေလို့ပြောပြီးတော့အသင့်ယူဆောင်လာရင်ပင်နီအိတ်ခွန်နဲ့နိုင်လွန်ကျိုးတစ်ချောင်းကိုမောင်တက်နိုင်မင်းကိုပေးချခဲ့တာပါ။ အဲ့နောက်ပိုင်းမှာတော့တရခန်နိုင်အောင်ဖြုတ်ဟာပေါင်းပါအောင်ကျော်စောခေါ်ကျော်ရင်ကိုပြန်ခေါ်လာခဲ့ပြီးမောင်တက်နိုင်မင်းထံမှာ၎င်းပေးခဲ့တဲ့နိုင်လွန်ကျော်နဲ့ပိနန်အိတ်ခွာယူပြီးတော့မစင်းစင်နေမှာမောင်တက်နိုင်မင်းအားခြေလက်များကျွတ်တုတ်ချီနှောင်ပြီးလေပင်အောင်အစိုးရချုပ်ဖြင့်ထပ်မံရစ်ပတ်ချီနှောင်ကမျက်နှာကိုပင်းရင်းဆုတ်ခဲလို့ဆိုရင်မောင်တက်နိုင်မင်းမှာရုံးကန်အော်ဟစ်သဖြင့်လေပင်နဲ့ကြောကိုခြေထောက်တို့အားနင်းပြီးတော့ ကျိုးအားပုံမတင်းချအောင်ဆွဲတင်းခဲ့ပြီးတော့ထိုးကျိတ်ကန်ကြောက်ခြင်းများပြုလုပ်ခဲ့ရမှာမောင်းတက်နိုင်မင်းလို့ခေါ်မရတော့ဘဲနဲ့တေဆုံသွားခဲ့တဲ့ဖြင့်အလောင်းအားအနည်းရှိခြုံတော်ထဲမှာပစ်ထားခဲ့ပြီးခြုံတော်တွင်းမှာရှိနေတဲ့ကာဂီယောင်မိုးကအဖြစ်ဖုံးအုပ်ထားခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့မိသားစုတွေကလိုက်ရှာရင်းနဲ့ပကုံးမျိုးမစင်းစင်တွေကရှိုးဆောင်နေမှာမောင်းတက်နိုင်မင်းကိုလက်ရံချေရပါနောက်ပြန်ကျိုးတုတ်ထားပြီးဦးကောင်းကလည်းဆလာ8တလုံးဆွတ်ထားပြီးတော့လေဘင်းကိုကျိုးချီလျက် မှတ်ခုံအနေထားဖြင့်ပေးဆုံးနေတာကိုတွေ့ကြရတယ်ဆိုပြီးတော့သူ့ဘာနာကိုအတင်းတာဝန်ရှိသူတို့ကစဝိုင်းတရားခဏရစောပိုင်းမှာတော့မောင်တက်နိုင်ပင်ပေးဆုံးသွားတာတော့ငွေညစ်ခဲ့သေးတယ်လို့စဝိုင်းကလေးပြောင်းဆုံးတဲ့နေ့မှာပဲညဘက်ချိန်မှာသူ့မိဘရင်းစီဖုန်းစိမ်းတစ်လုံးဝင်လာခဲ့ပြီးဆက်သွယ်ခဲ့ပါရင်မောင်တက်နိုင်မင်းကိုပြန်လို့ချင်းဒီည7နာရီတိတိမဟာစေဒီအရှိတ်မုံနာကဘောလုံးကွင်းစီပတ်စံ9ဒိတ်နဲ့ဒွန်းလာခဲ့ပါလို့ရဲကအကြောင်းကြားရင်သူ့တက်ကိုအမောမခံဘူးလို့လည်းပြောခဲ့ပါရင် ဒါနဲ့ရဲကိုအကြောင်းမကြားဘဲနဲ့ကလေးမိဘတွေကလိုက်သွားခဲ့ပါရင်တိုင်းမင်းလည်းဘယ်သူမှမတွေ့ခဲ့ပါဘူး။အဲညမှာပဲအမည်မသိလူတစ်ယောက်ကမောင်တက်နိုင်မင်းမိဘတွေစီဖုန်းဆက်ပိုင်းအတော်တို့သားကိုတွေ့ချင်ရင်ဖောင်ကြီးကိုလာခဲ့ပါလို့ဆိုပါရင်ဒါနဲ့ကလေးမိဘတွေကဖောင်ကြီးဘက်ကိုလိုက်လာကြပါရင်သက်ဆိုင်ရာဌာနစီဝင်ရောက်ပြီးတော့အကျိုးအကြောင်းပြောပြပါရင်ဌာနတာဝန်ရှိသူတွေကလည်းတက်နိုင်သလောက်ကိုကြီးစုံစမ်းပေးမယ်လို့လည်းပြောပါရင်ဒီနေ့မနေ့မှာတော့မောင်တက်နိုင်မင်းအလောင်းကိုတွေ့ခဲ့ပြီးတော့ သက်ဆိုင်ရာနေမြေရဲစခန်းကအကြောင်းကြားလို့သူသိဆုံးသွားပြီဆိုတော့သူ့မိဘတွေတိလိုက်ရပါလားဟုသိဆုံးသူကလေးရဲ့ဆွေမျိုးတော်ဆက်တို့ကထပ်ဆင့်ပြောကြားလာတာပါမောင်တက်နိုင်ရင်းကို လူငယ်လူရွယ်လေးကိုဖမ်းပြီးမိဘတွေစီကငွေညှိနေတဲ့ဂိုင်းလိုမျိုးရှိနေပြီလို့ထင်ပါတယ်၎င်းကလည်းဆက်လက်ပြောဆိုထားပါတယ်နောက်ဆက်တွဲသတင်းတွေရောတရားခဏဟာမွေးရဆေးဆွဲနေလို့လည်းသိရတာပါ။ဒီခုတချို့နေကြတဲ့ပြည်သက်တွေကရောပြန်ပင်းဆွဲကတက်ခံခဲ့ရတဲ့ မောင်သက်နိုင်မင်းနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားချပါအောင်ရှင်